မင်္ဂလာပါအဲ့ရဲ့ channel ကနေကြိုဆိုလိုက်ပါရယ်လူကြီးမင်းတို့အတွက်ရင်ခုန်စိတ်လှရှားပွဲရအချစ်စလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အဲ့ရဲ့ channel လေးကို subscribe လုပ်ပြီးဒေနာက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးပါရှင်အခုပဲအဲ့ရဲ့အတန်နဲ့အချစ်စလန်းခရီးလေးတွေကိုအတူတူဝင်ရောက်လိုက်ပါနော်ဇလန်းအစကတော့ကျွန်တော်ရှစ်တန်းဒုတိယနဲ့အသက်ကခမရတို့ပဲတွက်ကြည့်လေဘာရှိအောင်မလဲငါးနှစ်မှာကျောင်းစတက်တယ်ဗျာသူငယ်တန်းကစတာဆိုတော့ရှစ်တန်းရောက်တော့73 74နှစ်ပေါ့ တနစ်ကြတော့ဇလန်းစဖြစ်တဲ့အချိန်မှာလွန်ရောကျွန်ရော ပို့ပို့လိုလိုလေးတွက်ကြည့်တော့15မိနစ်ပဲထားပါအဲ့ဒီချိန်တုန်းကတော့ကိုယ့်ကိုယ်ကို15မိနစ်လို့တောင်သတိမထားမိပါဘူးအဲပြောရရင်ခုနှစ်တန်းအထိကကျောင်းစစ်စာမေးပွဲတွေဆိုတော့ဆီယာမောက်ကိုကြောက်ရစာမေးပွဲကြရင် မိဘစုခံအထိမှကြောက်ရနေယောက်ျားတို့တက်အပ်တဲ့အတက်ဆန်းတွေကိုလိလာတင်ကြဖို့အခွင့်အရေးမရခဲ့ပါဘူးကျွန်တော်ကစာအုပ်တော့ကြိုက်တယ်ခမကာတွန်းကိုမလွတ်တမ်းဖတ်တယ်ဝတ္ထုတွေလည်းဖတ်တယ် မှတ်မိသလောက်ပြောရရင်အေးသားသွက်တဲ့မောင်ကိုဦးတို့ညီညီနိုင်တို့လိုစောင်းနောက်လိုလိုစွန်စားကန်းလိုမျိုးတွေကြိုက်တယ်။ကျောင်းစာကတော့ကချက်လာအလဲအလက်လောက်ပေါ့။အတန်းထဲမှာအညံဆုံးသူက၄ဘာသာလောက်ကြရင်ကျွန်တော်က၂ဘာသာလောက်ကြရတယ်ဆိုတော့အဆင့်လောက်ကပေါ့။ဒါပေမဲ့ခုနှစ်တန်းထိကတော့တနစ်တန်းတန်းကိုမှတ်မှန်အောင်ခဲ့ပါရဲ့။အဲဖောက်တာက၈တန်းစတက်တဲ့နေ့ကျွန်တော်နေတာကပခိုးမြို့လူလက်တန်းစားရက်ွက်တစ်ခုအိမ်တွေကလုံချင်းအိမ်တွေ အိမ်တစ်လုံးနဲ့တစ်လုံးကြားလူသွားလို့ရတယ်။လမ်းမကြီးကလည်းသွားလို့ရတယ်။အိမ်ချားလန်းကသွားရင်များသောအားဖြင့်နောက်ခွေးပေါက်တွေရောက်သွားတာများတာပဲ။ကျွန်တော်တို့ကတော့တအိမ်နဲ့တအိမ်ကူးလဲခြင်းအိမ်ချားလန်းကိုပဲသုံးပြီးနောက်ခွေးပေါက်ကတက်သွားလိုက်တာပဲ။အနီးပတ်ဝန်းကျင်ကရင်းနှီးပြီးသားတွေလဲနေကြဆိုတော့တိတ်ပြဿနာမရှိပါဘူး။ကျွန်တော်အားရင်ပြင်းပြင်းရှိရင်ကာတွန်းစာအုပ်တော့တော့ဖတ်တတ်တဲ့အိမ်ကတော့မတ်တင်တို့အိမ်ပေါ့သူ့ကိုကျွန်တော်ကမတ်တင်လို့ပဲခေါ်တယ်သူကအမအကြီးဆုံးသမီးလေးတယောက်ရှိတယ် တခါတခါသူနဲ့နေတယ်တခါတခါသူ့ယောက်ခမရနဲ့နေတယ်သမီးလေးကအင်းအဲ့ဒီတုန်းကရှိရင်9နှစ်10နှစ်လောက်ပေါ့ယောက်ျားကစစ်ဖို့လို့တော့ပြောတာပဲကျွန်တော်တို့ရက်ွက်ကိုပြောင်းလာတော့သူ့ယောက်ျားပါမလာတော့ဘူးတိုက်ပွဲမှာကြပြီးဆုံးပြီလို့ပြောတာပဲအသက်က30ကျော်ကျော်လောက်ပေါ့ကိုလုံးကိုပေါက်ကတော့တကယ်ရွှေပဲတင်ဆိုရင်ကားပြီးတောင်းတော့မယ်ရင်လဲလှတယ်ခါလေးလည်းရှိတယ်ရှိတယ်ဆိုတာကတိမ်ပြီးနေတာကိုပြောတာပါနောက်သူ့ညမမတန်းနဲ့ဘကိုးဒေတာကောလိပ်မှာဆီယမလှုပ်တယ် စာသင်တဲ့ဆရာမတော့မဟုတ်ဘူးထင်တယ်။လက်တွေ့ခန်းတွေမှာကြီးကျယ်ရတဲ့ဆရာမဖြစ်ပုံရတယ်။ကျွန်တော်တော့တေချာမသိဘူး။ကောလိပ်ကျောင်းကိုရောက်လဲမရောက်ဘူးတော့မသိဘူး။အသက်က25ဝန်းကျင်လောက်ထင်တယ်။အပြိုကြီးကိုလုံးကနည်းနည်းပြည့်တယ်။ဝါတယ်လို့ပြောချင်တောင်ပြောလို့ရတယ်။တကယ်တမ်းတော့မဝပါဘူး။ကျွန်တော်ကတော့ပြည့်ပြည့်ဖြိုးဖြိုးလေးလိုပဲဆိုချင်တယ်။သူ့အမလောက်ခါကမသိမ့်ပေမဲ့ကြည့်လို့ရှိလို့တော့ကောင်းပါတယ်။ အဲညမအငယ်ဆုံးကချိုချိုတဲ့ဆယ်တန်းကိုတတိယအကြိမ်ဖြေဖို့ကြိုးစားနေတဲ့အချိန်ကျွန်တော်ထက်ကြီးလား၅နှစ်ပေါ့ရက်ွက်ထဲမှာတော့လှတဲ့စီးရင်ဝင်ပါတယ်ရီးစားလည်းရှိရပြောတယ်တငယ်ချင်းတွေပြောတာကြားတာပါရက်ွက်ထဲကကောင်တွေကတော့ရီးစားမထဘူးအဲသူတို့ညီမရက်ွက်ထဲကိုပြောင်းလာတာ၃နှစ်လောက်တော့ရှိပြီဇလန်းကကျွန်တော်၈တန်းဒုတိယနှစ်မှာစတာဆိုတော့ကျွန်တော်၆တန်းလောက်ခရဲကပြောင်းလာတယ်ပဲဆိုပါစို့ နှစ်တွေကနည်းနည်းကြပြီဆိုတော့တေချာတော့မမှတ်မိတော့ဘူးအဲ့လောက်ချိန်ကလေးကကျွန်တော်တို့အိမ်ကိုတကားမရှိဒါမရှိဝင်နေထွက်နေကြအဲ့ဒီတော့ကျွန်တော်ကခလေးဆိုတော့ဘာပြဿနာမှမရှိပါဘူးချိုချိုငှားလာတဲ့စာအုပ်တွေတော်တော်ဖတ်တာပဲအိမ်မှာပြင်းလာရင်အိမ်ကြားလမ်းကကူနောက်ခွေးပေါက်ကဝင်ပြီးမတ်တရေကာတွန်းစာအုပ်ရှိလားဆိုပြီးအဲ့ကမ်းမှာထိုင်ဖတ်တော့တာပဲပြီးရင်ပြန်ဒါပါပဲ ဘာညာထွေထွေထူးထူးဘာမှစရာမရှိဘူး။အဲတခါတလေတော့မတန်းကတူအားတဲ့အချိန်ဆိုရင်အိမ်ရှိမှာနှစ်ယောက်ထိုင်ကြိမ်ခလတ်တိုင်းပေါ်မှာသူ့ပေါင်ပေါ်ကျွန်တော်ခေါင်းတင်ပြီးနားကလော်ပေးတတ်တယ်။ငယ်သေးတော့အဲ့ဒီတုန်းကဘာစိတ်မှမဖြစ်ပါဘူး။တကယ်ပြောတာตายရတာတော့ตายရတာပေါ့လေ။ဒါပေမဲ့တနာစိတ်တော့မဖြစ်ပါဘူး။ငယ်ရလဲငယ်သေးတာ ው ။ချိုချိုနဲ့ကတော့မေးထုခေါ်ပြောလောက်ပါပဲ။ရှစ်တန်းစတတ်တော့ဆီယမတ်လက်ကလွတ်ပြီးကျွတ်ပြီးဆိုပြီးအစွမ်းငုံကဲတော့တာပဲ။ အတန်းထဲမှာကလည်းအတန်းတိုင်းကိုတပုတ်ပုတ်ကြပြီးတက်လာတဲ့ဆရာသမားအကိုကြီးတွေနဲ့လည်းစုံပြီလေအဲ့ဒီမှာယောက်ျားတို့တက်အပ်တဲ့အတက်မျိုးစုံကိုတင်တော့တာပဲညီအမ၃ယောက်ကတခန်းနဲ့အိတ်တယ်ဂရင်၃လုံးရှိတယ်မိဘကကျမ်းမြင်ပေါ်မှာထိုင်ချက်ရတယ်အသားတွေလှီးရပကံတွေဆေးတာကတော့မိဘကြောင့်နောက်ဖက်ရေကပြင်းမှာဆေးတယ်အဲ့ဒီမှာရေလဲချိုးတယ်ရေနဲ့ပတ်သက်တာဆိုရင်အဲ့ဒီမှာအကုန်သုံးတယ်ပေါ့အဲ့ဒီဘေးမှာအိမ်သားမတ်တင်ကဟင်းချက်ရင်စောင့်ကြောက်ထိုင်ချက်တာများတယ်အစကတော့ကျွန်တော်လည်းမသိပါဘူး အရင်ရင်ဘယ်တော့မှလည်းသတိမထားမိခဲ့ဘူးအခုပထမဆုံးစသတိထားမိတဲ့အချိန်ထိပေါ့ကာတွန်းဖတ်ရင်းနဲ့မတ်တင်ကိုလှမ်းကြည့်မိလိုက်တော့တနေ့မှနေကင်းမိုင်းတော့သူ့အိမ်ရောက်သွားတယ်ထုံးစံအတိုင်းအိမ်မှာမတ်တင်တယောက်တည်းရှိနေတယ်ကျွန်တော်လည်းအိမ်ရှိခုံမှာထိုင်ပြီးစပွဲပေါ်ကကာတွန်းစာကိုဆွဲဖက်လိုက်တယ်ခဏကြာတော့မတ်တင်ကဟဲ့ငါစောမတ်တင်ကိုမီးသီးလဲပေးမလားမတ်တင်မမိလို့ဆိုတော့อืมอืมရတယ်မတ်တင်ဘယ်ဟာလဲဆိုပြီးစာအုပ်ကိုချပြီးမတ်တင်ရှိရမိဖို့ဘက်ကိုလာခဲ့လိုက်တယ် ပြောပြီးပြီလားတော့မသိဘူးကျွန်တော်ကိုတရက်ကွက်လုံးကငဇောလို့ပဲခေါ်ကြတယ်အိမ်ကလည်းအဲ့လိုပဲခေါ်တယ်ကြည်လိုက်တော့မိဘကမိလုံးအိမ်ကနည်းနည်းမြင့်တော့တော်ရုံမမိဘူးကျွန်တော်လည်းမမိဘူးအဲ့ဒါနဲ့အိမ်ရှိကကလထိုင်ယူပြီးတက်ကြည့်တယ်မမိသေးပြန်ဘူးအဲ့ဒီကလထိုင်မော်ကခွေးချေခုံအပူလေးထပ်တင်ပြီးမတ်တေကြိုက်ထားပြီးအောင်ဆိုပြီးကျွန်တော်ကလထိုင်မော်ကနေခွဲချီခုံလေးပေါ်လှမ်းတက်လိုက်တယ်။မတ်တေကကျွန်တော်ရှိကနေရက်ပြီးကျွန်တော်ရှက်အင်ကြီးဗိုက်သားနာကကိုကြိုက်ထားတယ်။ကျွန်တော်ငပဲနဲ့မတ်တေမျက်နှာနဲ့ကတဒန်းနဲ့ မမိတမီလေးခြေပြားထောက်လိုက်တော့မှီသွားတယ်။မီးလုံးကမီးကျိုးနဲ့တွဲလောင်းလေးကျနေတာဆိုတော့လက်တစ်ဖက်ကမီးလုံးတက်ထားတဲ့အုံကိုကိုင်တစ်ဖက်ကမီးလုံးကိုကိုင်လို့လှဲဖြုတ်နေရတယ်လေ။ဟဲ့လဲတဲ့ရလားလို့မတင်ကလှမ်းပြီးတော့လက်တက်ပါတယ်မတင်ရဲ့လို့လဲလှမ်းအပြေပြုံးဆိုကျွန်တော်ပစိုးကဂွင်းလုံးကျွတ်ကြပါလေရော။ခြေပြားအထောက်စကားလှမ်းအပြောမီးလုံးကိုအားဆိုင်လှဲဘိုက်သားကချက်သွားတယ်နဲ့တူပါရဲ့။ပစိုးကချောင်ပြီးကျွတ်ကြပါလေရော။